တော်ရန်ရှင်များအလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာမကြီးခင်နှင်းယူရဲ့နေကြီးမခဆိုတဲ့ဝတ္ထုတော်ကို နားဆင်ရမှာဖြစ်ပါတယ်ပြက်ခရွှေတောင်ကြီးသည်ဆယ်ရွာကိုဆွေဆောင်းစောင့်ကြည့်နေသည် ဆယ်ရွာပတ်လည်ဝင်းကျင်သည် များသောအားဖြင့်နှမ်းနှင့်မြေပဲရာကင်းများဝိုင်းရံလျက်ရှိသည်လဲမြေကမပြောပါလောက်တချို့နှမ်းများရိတ်သိမ်းစာပြူပြီးရွာထဲမတော်ဥဒီပဲလူဤတိုက်ပူလေးသည်ဒီရွာဤတလုံးထဲသော တိုက်ငယ်ပင်ဖြစ်သည်ကြံအိမ်များမှာတစ်သားနှင့်တဲငယ်များသာဖြစ်သည်မိုးအောင်ရေရှားရဝန်းဖြစ်၍များသောအားဖြင့်ပူပြင်းသောနေရောင်အောက်တွင်ဆယ်ရွာသည် ပြပြဝင့်နေသည် တလင်းတိုင်းလိုလိုပေါ်တွင် ရိတ်သိမ်းပြီးနှမ်းမင်များကိုပုံလျက်တွေ့ရသည်။ဤရွာရှိရာခင်းများကိုများသောအားဖြင့်ဥဒီဘဲလူပိုင်သည်။သူသည်ဝဝဖိုက်မှိုင်ဖြစ်တော်လဲအရက်မြင့်၍ကြည်ပျော်ရှုပျော်ဖြစ်သည်။တလတစ်ခါနှခါဆိုသလိုသဲတော်မျိုးဘက်သွားသည်ကလွဲ၍ရွာမှာပဲအဆင်နေသည်။မိဘအမွေရထား၍စီးပွားရေးကမပူရ။တားသမီးကမရှိ။ဘာပဲပြောပြောတိုက်နေရများသည် နေဘူးရှိန်ကိုပြင်အောင်ထက်ကာကွယ်နိုင်သည်ဆိုရမည်သူသည်ညနေစည်းစာတွင် တိုက်ရှိမှထန်းလက်ကလထိုင်ကလေးနှင့်ထိုင်ကာပြက်ခရွှေတောင်ဘက်ကို ကြည်ရသည်ပဲကြည်နူးနေတတ်သည်မနက်ကတဲတော်မျိုးဘက်ထွက်သွားပြီးနေ့လယ်မှပြန်လာခဲ့သည် ထုံးစံတိုင်းညနေခင်းအိမ်ရှိဘက်တွင် ထိုင်ကာတစုံတစ်ယောက်ကို သူစောင့်မျှော်နေ၏လာပါပြီရာသမားမောင်ပူသူဤနှံငင်းများကို အငားလို့သူဖြစ်သည် မောင်ဘူးကရိုရိုသေးသေးသူ့ရှိကကွပ်ပစ်တွင်ထိုင်လိုက်၏အဲဟုတ်ပြီကွဒီနေ့မင်းကငါပြောစရာရှိလို့ခေါ်ခိုင်းတာမောင်ဘူးသည်ဥဒီဘဲလူကိုရိုသေးတဲ့ခင်မင်းဒီကပို့သည်သူ့ရာခင်းကိုအငှားလောက်ရသည့်အတွက်မဟုတ်ဥရီဘဲလူထမစန်းစန်းပြားပြားစကားများကိုကြားရ၍ဖြစ်သည်သူတို့ကိုစိတ်ဝင်တစားပြောသည်ပဲမောက်ပုကကျေးဇူးတင်သည်ဥရီဘဲလူသည်မိထီလာအထက်တန်းเจ้าမှာဆယ်ရန်းထီစားတည်မှုသည် စာအုပ်တော်တော်များများလဲသူ့တိုက်ပုလေးတွင်ရှိသည်ပြီးတော့မောင်ပုတို့အခက်ခဲကို ဖြည့်ရှင်းပေးတတ်၏မနစ်ကပဲသူ့သမီးជីမေကိုတဲတော်ကအောင်ချမ်းမြေရက်ခမ်းယုံမှာအလုတ်သွင်းပေးခဲ့သည်ជីမေသည် မနေ့9နာရီလောက်ထထမင်းကြိုင်နှင့်တဲတော်ဘက်ကို ခြေလျင်သွားသည်ညနေ9နာရီလောက်ပြန်လာတတ်သည်ရွာမှတဲတော်ဘက်သို့အလုတ်သွားလို့သူမိမဖော်ရရှိ၍လမ်းမှာစိုးရိမ်စရာမရှိဘူး တမီးအလုတ်ရသွားတော့အိမ်မှာမောင်ပုတို့လင်မယားပဲကြံသည်နှမ်းကင်းများကိုရိတ်သိမ်းချိန်မှာလင်မယားနှစ်ယောက်နိုင်နေမှသည်ဒီလိုကွယ်မောင်ပုရဲ့မင်းကိုအလုတ်တစ်ခုငါပေးခြင်းနဲ့နမယ်နှစ်လိုက်အောင် ပူပူမဲမဲမောင်ပုကဥဒီဘဲလူပေးမည်အလုတ်ကိုတည်ကျင်လာသည် အခုငါတဲတော့ကပြန်လာတယ်ငါကျမ်းမာရေးအတွက်စိတ်စစ်ချင်းလို့မန္တလေးသွားရကောင်းမလားရန်ကုန်သွားရကောင်းမလားစဉ်းစားနေတာ ဟုတ်ပါခင်ဗျာမောင်ပုမန္တလေးဖြစ်ဖြစ်ရန်ကုန်ဖြစ်ဖြစ်လိုက်ရလိမ့်မည်လားတို့ရွာမှာပဲဖြစ်ဖြစ်တို့ရွာက ထွက်ပြီးတဲတော်ဝန်းတွင်းမှာချမ်းသာနေတဲ့လူတွေဖြစ်ဖြစ်မင်းမြင်နေမလားပတ်စံသာရှိကြတာအသိပညာမရှိလို့အသက်တိုးကြရတာနာတာရှိယောဂါတွေခံနေရတာ ဟုတ်ပါဗျာငါတော့ဝဘိမဲ့ကျမ်းမာတယ်နွားလဲရှိပေမဲ့တဲတော်ကိုငါချီလင်းလျှောက်တယ် အသက်ကြီးလာတော့လှုပ်ရှားဖို့လိုတယ်။ဥရီဘဲလူကအသက်ကြီးလာတော့ဟုပြောတော်လဲမောင်ပုစိတ်ထင်60တော့ကြော်မီမထင်သေးပါ။ဟောမောင်ပုရောက်လာပြီကိုကဲကဲရင်နွေးချမ်းလေးတောက်အောင်။ဥရီဘဲလူမိမဒေါ်တင်ကရင်နွေးချမ်းကရလာချသည်။အေးကွယ်မောင်ပုတောက်မဲတင်ကိုလည်းငါကပညာပေးရသေးတယ်။သူခုရေကိုကြိုချက်ပြီးတောက်ရီအိုးတဲ့ထဲ့တဲ့ပြီး တို့နေရာကာလာဝမ်းယောဂါကတ်သေးပါဖို့မလိုဘူးဟုတ်ကဲ့ဦးကြီးမောင်ပုကသူလုတ်ရမည်အလုတ်ကိုပဲတွေးနေရမှကာလာဝမ်းကြောင်စိတ်ပြောင်းသွားသည်ဟုတ်ပါရဲ့တနှစ်ຫນွေကဝမ်းယောဂါရွာမှာဖြစ်လိုက်သေးသည်မောင်ပုတို့မိသားစုတော့မပါပါသူမိမရွှေဤသည်တွင်းထဲကရေကိုပဲအိုးထဲထည့်ထားသည်ဓာကိုပဲတောက်ရသည်ကြိုချက်ဖို့အချိန်ရောထင်းရောသူတို့မှလိုသည် ကြောက်ယောဂါအတွက်လဲငါရွာမှာ ကြောက်ထိုးစရာခေါ်ထိုးထားလိုက်တာဒီနေ့ရွာထဲမှာကြောက်အတွက်အဖိတ်စင်မရှိဘူးမဟုတ်လားဟုတ်ပေသည်ရွာကမူလာတန်းចောင်းသားတွေရောသူတို့ရွာသားတွေကိုရော စောင်းဦးကကြောက်ထိုးစရာလာထိုးသွားသည်သူတို့ငယ်ငယ်ကတော့သူတို့အိမ်နောက်ကမမရတို့တားမိနှစ်ယောက်လုံးကြောက်ကြီးပေါက်၍တည်သွားဘူးသည်ဘာပဲဖြစ်ဖြစ်ရွာမှာကြောက်ရောက်မိကက်ယောဂါတွေကိုကြိုတင်ကာကွယ်ထားတဲ့သောဥရီဘဲလူကိုကျေးဇူးတင်မိသည် သူ့ကျမ်းမာရေးသူဂယုဆိုင်ယူပဲလာမသည်အညာမြေအညာနေအောက်မှာမွေးတော်လဲသူ့မျက်နှာသည်ဖြူနှုဆိုဤနေပုံရသည်အဲ့ဒီကာလဝမ်ယောဂါကြောက်ယောဂါတွေနဲ့သူ့ကိုခိုင်းမိအလို့ဘလူများဆက်ဆက်ပါသည်လေဥရီဘဲလူက သူတွေးဒီကိုတိပုံရသည်ထင်သည် စကားဆက်သည် အခုတစ်ခေါက်ငါတဲတော့သွားတော့ငါ့ကိုစစ်စင်းနေကြဆရာဝန်လေးမရှိဘူးရန်ကုန်ဆင်းသွားတယ်ကြာမဲတဲ့ သူ့နေရာရောက်လာတဲ့ဆရာဝန်လေးကမောင်ထွန်းစံနဲ့ဟုတ်ကဲ့ခမညာသူကစေးသက်သက်ကုတာမဟုတ်ဘူးကျမ်းမအောင်ဘလူနေရမဲဘလူစားရမဲအကြံဉာဏ်ပေးတတ်တယ်ကွာမနေ့ကဈေးနေဆိုတော့သူတို့အလုရှုပ်တယ်ဒီနေ့တော့အေးအေးဆေးဆေးစကားပြောချင်ရတော့သိတ်ကောင်းတာပဲတန်မိုးရှိလိုက်တာကွာသူပြောပြတာတွေမင်းကိုပြောပြမယ်ဟုတ်ကဲ့ဘာတွေများပြောပြလိုက်ပါလဲ သူတသက်မှာဆရာဝန်ဆိုတာတကားမှမမြင်ဘူးပါ။နာဖျားမကျန်းရှိလျင်ရွှေဤကကြက်ခိုးကိုကိုွံ့ရဲရေထဲထည့်၍အခိုးပွင့်လေးနှင့်တိုက်သည်။စေးဆိုဒါပဲတောက်ဘူးသည်။ဝမ်းတွေအရန်သွားတော့ကစံကိုရဲနေအောင်လှော်၍ရေကြဲဤထဲထည့်ကရွှေဤကတိုက်သည်။ရေငတ်တိုင်းဒီအရေးတောက်ရင်းနှင့်ဝမ်းကရက်သွားရသည်။ဥရီဘဲလူတို့များကံကောင်းလှသည်။ဆရာဝန်တွေကလည်းပညာရှိဆိုတော့အကြံဉာဏ်ပေးနိုင်မည်သည်။ အခုတို့တွေတုံးတွေတဲ့ချက်လို့စီကိုမတုံးနဲ့တဲ့အဲ့ဒီမှာလူကိုအန္တရာယ်ဖြစ်စေတတ်တာတွေပါတဲ့ဖော်မလင်ဆိုတာမင်းကြားဘူးလားကြားတော့မကြားဘူးပါဘူးခမားအေးအေးဘယ်ကြားဘူးမလဲကွတို့ရွာမှာထုံးစံမှမရှိပဲထုံးစံဆိုတာတုံးဆွဲနေကြမဟုတ်ဘူးလို့ပြောတာတို့ရွာမှာလူသေးရင်ချလိုက်တာပါပဲအ ਨੇ ဆုံးထုံးစံ၃ရက်တော့ထားတယ်မြို့မှာတော့၃ရက်ထား၅ရက်ထားတာ မပုတ်အောင်အဲ့ဒီ formalin ဆေးကို လူသေးကို ထိုးရတယ်။ဖះဖះဥရီဘဲလူစကားကြားရတော့သူ့တင်ပါကျိမ့်ဆက်ဆက်ဖြစ်သွားသည်။အရှင်ဘဝမှာလဲဆေးထူးမခံဘူးပါ။တေမတော့ဒီဆေးမျိုးအထိုးမခံပြရစေနဲ့။အဲ့ဒီလူသေးမှာသုံးတဲ့ဆေးကို ချက်နိုစီတဲ့ထဲ့သုံးတဲ့နို့စီကြာကြာခံအောင်သူ့ရင်ထဲမှာလဲဤလဲလဲကြီးဖြစ်လာသည်။ပြုတ်ခြင်းသလိုအန့်ခြင်းသလိုပဲ။ သူကတော့ပြောပါတယ်တချို့နိုးစီချက်စက်ယုံတွေကတော့မထဲ့ပါဘူးလေကွာဒါပေမဲ့မင်းဘလို့လို့ရွေးမလဲဒီတော့ချက်နိုးစီလုံးဝမတောက်တာပဲကောင်းတယ်ဘယ်တော့ငါမှမောက်ပုကော်ဖီမတောက်ပါတခါတည်းရန်မြို့သွားရင်လက်ဖက်ရည်တစ်ခွက်တလေတောက်ဖူးပါရဲ့အိမ်မှာအမဲရင်နွေးချမ်းပဲတောက်သူဖို့ချက်နိုးစီအန်ရဲကင်းပြီးသားဥရီဘဲလူကဆက်ပြန်သည်ပြီးတော့လေကွာချက်နိုးစီထဲမှာတကြားထဲ့ပါရဲ့ ဒါပေမဲ့တရားလေးကြီးတော့တတ်တာအောင် စေတရားသုံးတည်းကွာစေတရားဆိုတာဘာပါလဲတရားရည်စင်ကိုတော့မောင်ပုတည်သည်ဒါပေမဲ့ကြားပဲကြားဘူးသည်တရားရည်စင်ကြောင့်ရွာဦးဖုံးတော်ကြီးပြောပြ၍ဖြစ်သည်မိเจ้าကိုတရားရည်စင်နဲ့ပတ်လိုက်တော့လူဖြစ်တည်းအဲ့ဒီစေတရားကခလေးတွေစားတဲ့ချိုးချင်းတွေဇီးပေါင်းတို့အချင်းတို့တွေမှာအသုံးများကြတယ်အဲ့ဓာတွေစားရင်ခလေးတွေမှာကိုဖောပြီး သွေးအားနဲ့သွေးသွင်းရတဲ့ယောဂါတွေဖြစ်တတ်တဲ့ပြီးတော့လူကြီးတွေမှလည်းဖြစ်တတ်လို့စေးတကြပါတဲ့အစာဟူသည်မြနဲ့လမ်းဘေးလက်ဖက်ရည်ဆိုင်ကကော်ဖီလက်ဖက်ရည်တွေမတောက်နဲ့တဲ့ကွမတောက်ပါမတောက်ပါ တခါတရံသဲတော်ဈေးဘက်မှာလက်ဖက်ရည်ဆိုင်ခိတ္တတော်ထိုင်ပြစ်သည်မတောက်ဖြစ်သည်ကများပါသည်ပြီးတော့အချိုမုတ်လာပြန်ပြီဥရီဘဲလူက စကားဆက်ပြန်သည် လမ်းဘေးကဈေးဆိုင်တရုတ်ခောက်ဆွဲဆိုင်တွေကတိတ်အချိုးမှုတ်သုံးတဲ့ကွအိမ်မာလဲခုအရှင်မတွေကအချိုးမှုတ်တိတ်သုံးတာပဲအုံနောက်သွေးကြောပိတ်ယောဂါလဲဖြစ်နိုင်တဲ့ငါတော့မက်တင်ကိုမိဖို့မှာလုံးဝအချိုးမှုတ်မသုံးနဲ့လို့ပြောထားတယ်ရွှေဣတယောက်ကတော့တကားမှာအချိုးမှုတ်စကားပြောတယ်မကြားရဖွဲရောထားသည့်မြင်ငပိကိုရေနဲ့ပြုတ်ဟင်းရွက်ခတ်ခရဲညင်သည့်ခတ်တောက်ကောင်းလိုက်သည့်ဖြစ်ခြင်းအောက်ပြီးအောက်ရွာမှာမြင်ငပိ စိမ့်သားငပိစစ်စစ်နဲ့ပဇွန်ညောက်ပေါ်ပေါ်ရနိုင်သည်ဓာနေမြအချို့မို့ဘာလို့တုံညပါလဲအညာရောက်လာတော့မြင့်ငပိကဖွဲရောပြီးဖြစ်သည်ဒါပေမဲ့ရွှေဤကစီယိုမှကင်းမုံစူးပုတ်လက်လက်ဆက်ဆက်ခုပြီးခတ်ချင်းလာမသည်ဖွဲရောငပိနဲ့ပဲဟင်းညိုကချို့လာပြီးငမရည်ကောင်းကောင်းမသုံးနိုင်တော့စားပဲခက်လိခတ်တာရှိသည်ဒီတော့လဲအချို့မို့အန်ရယ်ကကင်းပြီးသားဆက်ပြီးဘာအန်ရယ်များလာအောင်မှလဲ ီးတော့ဆက်လေးကတော့အကုန်ဖြတ်အထူးသဖြင့်စီကရက်ပေါ်ဆက်ပြန်ပါသည်အေးအေးခောက်ဆွဲလဲမပေါ့နဲ့တဲ့ခောက်ဆွဲတယ်မလဲအမှန်တော့စားစော်တာကရှားတော့အဝတ်ဖွတ်တဲ့စော်တာတွေထဲ့တဲ့ကွာ အမလီမောင်ပူရငါဖြစ်သေးခြင်းသောနန္ဒာပဲဒီခောက်ဆွဲတွေငါပိုက်ထဲရောက်လာရင်ဥရီကိုစားမှာဥရီဘဲလူကစုံစုံပူနေသောဘိုက်ကိုပုတ်၍ရှုံ့မဲ့ပြောတော့သူ့ဘိုက်ထဲမှာလဲရာရာကြီးကြီးဖြစ်သွားသည် ဒါရင်ပဲဟုတ်မလဲနံမြားပဲပြုတ်တွေမှာလဲအဝိရှောစောတာတွေထဲ့တာပဲနံမြားနဲ့ပဲပြုတ်ကလိုက်ဖက်တယ်မြို့မှာဆိုအများဆုံးနနက်စာပဲကွပေါင်မုတ်တို့ထောဘတ်တို့ဆိုတာလူချမ်းသာတွေမှစားတာဟွန်းနံမြားနဲ့ပဲပြုတ်စားတဲ့လူတွေဥပြက်သေးမှမြင်အောင်သေးဥရီဘဲလူသည်ခေါင်းရမ်း၍ကလထိုင်နောက်မီကိုပြစ်ထိုင်လိုက်သည်ရွာမှာနံမြားဖုတ်မဲ့သူမှမရှိပဲ တခါတရံတော့ဇရောဘဲကိုရွှေဤပြုတ်ပေးတတ်သည်ဘဲကတိပါကိုလည်းပြုတ်ပြီးစီးနဲ့ဆန်းငါစားတတ်သည် ကို့အိမ်မှာဆိုတော့စားစော်ရာပဲသုံးမှာမို့အန္တရာယ်မရှိနိုင်ပါရွှေဤသုံးမသုံးမသိဒီတော့သူကအသက်ရှူရမကြက်ပါဥရီဘဲလူဟာဒီเจ้าတွေပြောရင်စိတ်မောပုံရသည်အေးအဲ့ဒီအဖြစ်တွေကမြို့ကလူတွေမှာတနေ့တခြားအန္တရာယ်ဖြစ်လာတာသွေးတူယောဂါရှိတဲ့လူတွေ အုံတို့ခောက်ဆွဲစားလို့တည်တယ်ဆိုတာအုံတို့ကြောင့်ကြီးပဲမဟုတ်ဘူးကွာဒီဆော်တာပါတဲ့ခောက်ဆွဲကိုကအန်ဒီရယ်ပဲဟုတ်ကဲ့ခမညာရွာဦးကျောင်းကထိန်မှာတခါပဲစားခဲ့ဘူးပါလေမောင်ပုကဆို၏တို့အညာမှာအုံသီးရှားလေတော့အုံတို့ခောက်ဆွဲလဲအလှူတွေမှာအကျွေးနေပေသည်ပြီးတော့ကော်ဖီကွာဥရီဘဲလူကဆက်ပြန်มาသည်အန်ဒီရယ်အစားစာများကို ဖော်ကောင်လုပ်နေသော ဥရီဘဲလူဤပါဇက်မှစကလုံးများသည်မောင်ပုအတွက်စိုးရင်ထိတ်လန့်မွေရီကြီးဖြစ်နေသည်အနောက်နိုင်ငံတွေမှာကော်ဖီစစ်စစ်တောက်တာတောင်နှလုံးရောဂါဖြစ်တဲ့သူတို့ကအရန်တောက်တာဒိုးစီမှာလည်းများများတောက်တဲ့လူတွေရှိတယ်လေအေးမြန်မာပြည်ကကော်ဖီတွေကြတော့လဲစေးဆိုးထားတဲ့လက်ဖက်ချောက်တွေအိုးဘာဆိုဘာမှမကောင်းပါဘူးကွာဒါကြောင့်ဆရာဝန်လေးကတက်ရှိကျမ်းမာခြင်းရင်လမ်းဘေးကကော်ဖီလက်ဖက်ရည်လည်းမတောက်နဲ့တဲ့ ငါတော့ဘူးနိုစီဝဲလာတယ်တဘူး22ကျက်တဲ့36ကျက်တန်းတော့ရှိသေးငါကတနေ့တစ်ခွက်တော့တောက်ရမှာတစ်ခွက်လောက်တောက်တာတော့အန္တရာယ်မဖြစ်နိုင်ပါဘူးကွာပြီးတော့အဲ့ဒီဘူးနိုစီကလည်းအရင်လိုစမ်းမိမမိဆိုတာဘသူကစစ်ဆေးလို့လဲတဲ့တို့များနေဆက်မှာတတိုင်းပြည်လုံးကနို့စီဆက်ယုံကဖြစ်ကြရစမ်းလှုပ်ပြီးတွင်းနာတွေတဲ့ကွာအရင်ကစီမံစံတင်ထားသောနို့ထက်မညံ့စီရန် ်ဤနုတဆကိုရေနဆရောပါဆိုတဲ့ကလမချင်းတောင်းဆွဲမလိုင်ပြစ်ပါတဲ့နုစီဆိုတာကမမြင်ရပါဘူးမြင်ရလဲဈေးကခေါင်ခိုက်မှာမောင်ပုအိမ်မှာတော့စံချင်သည့်နုစီဘူးတောင်အကြီးတင်ပေးထား၍ရှိသည်နုစီဘူးကိစ္စလဲသူ့အတွက်ပြဿနာမဟုတ် ကော်ဖီမတောက်ရလို့လဲမသေးနိုင်ပါဘူးလေအခုလိုပုံဖြင့်ကော်ဖီတောက်လို့သေးရတဲ့အဖြစ် အခုငါနောက်ဆုံးပြောမယ့်အကြောင်းကမင်းတယောက်ထဲအတွက်လည်းမဟုတ်ဘူးငါအတွက်ကြီးပဲတတ်တတ်လည်းမဟုတ်ဘူးလူသားတစ်မျိုးလုံးအတွက်အန္တရာယ်ဘာများပါလဲကြောက်စရာကြီးပါလားအဲ့ဒီအန္တရာယ်နဲ့သူ့ကိုခိုင်းမှနဲ့ဘာများပတ်သက်ပါသလဲဒီအန္တရာယ်ကိုများသူကာဝေရမှာလားဘာလဲဆိုတော့ဥရီဘဲလူကကောင်းငင်ကိုလက်ညှိုးထိုးပြသည် ကောင်းငင်နဲ့ငါတို့လူသားတွေနေတဲ့မြေချားမှာအိုဆုံးတက်ဆိုတာရှိတယ်တဲ့ဆရာဝန်လေးကပြောတယ်အဲ့ဒီအိုဆုံးတက်ဟာထူတက်တိတ်တဲနေတော့ကောင်းငင်ကနေအောင်ကြီးဟာ သူ့ကိုဖြတ်တန်းပြီးမြေပေါ်ကထိုတက်တော်တွေတစ်ပင်တောတောင်တွေစီဖြာကျလာရတာတဲ့ကွအဲ့ဒီအိုဆုံးတက်ကြောင့်နေကြီးလွာကတို့စီရောက်လာတော့အန္တရာယ်ဖြစ်တဲ့အခုဒီအိုဆုံးလွာဟာထူတက်ရာကတဖြည်းဖြည်းပါလာပြီတဲ့ကွ ဥရီဘဲလူကမျက်လုံးပြူးမျက်စံပြူးနဲ့ကြောက်ရွံ့ထိတ်လန့်စွာပြော၏။ဘာဖြစ်လို့များဒီလောက်ကြောက်ရပါလဲ။ဒီအောင်ကြီးကိုသူ့မှာနေတိုင်းတွေ့နေရသည်။သူ့ကြောကုန်းပေါ်မှာနေအောင်ကြီးရက်စား၍မွဲပြာနှက်နေသည်။သူတွင်မဟုတ်ပါ။အညာမှာနေပူခန့်လို့တမတိုင်းကြောကုန်းနေအောင်ကြီးအထီခံရ၍အညာသားကြောကုန်းဆိုသည့်စကားမြမဝဟာရတွင်ခန့်ထဲစွာ နမူနာခိုင်းစရာပေါ်လာရသည်ပဲ။ အညာသားကြောကုန်းသည်နက်ပြောင်၍ချွေးရွှဲရွှဲနေနေကိုကြောပေးရသည်သူတို့ယာသမားအလုသမားတွေကိုနေကအနည်းပေးတော်မတဲ့အဲ့ဒီဦးဆုံးထွားတဲ့အလွှာကပါလာတော့နေအောင်ကြီးကအနည်းကိုမဆုပ်ယူနိုင်တော့ဘူးဒီတော့ဒီနေအောင်ကြီးဟာဓာတ်ရိုက်တာကြလာရင်တို့လူသားတွေမှာအရေးပြားကင်းစားကင်းစားဖြစ်နိုင်တယ်ကွဥရီဘဲလူကကြောက်ရွံ့ထိတ်လန့်စွာပြော၏မောင်ဘူးစိတ်ထဲမတော် ဒီကောင်းငင်ကမမြင်ရသည့်အူဆုံးဆိုသည်မှာပါလေကင်းစာဆိုတာကိုဘလို့ဟာလေအဲ့ဒီကင်းစာဖြစ်ရင်ကုမရတော့ဘူးဘလို့မှလည်းမကာကွယ်နိုင်တော့ဘူးတပြင်းရှည်ကြီးချကဥရီဘဲလူသည်ခေါင်းတရံရံနဲ့စောက်တရားမရဖြစ်နေသည် သူမေးကျင်လာပြီသူ့ကိုဘာခိုင်းမှလဲသူ့ကိုကောင်းငင်များသွားခိုင်းမှလားကောင်းငင်ရောက်တော့ဒီအူဆုံးနဲ့တွေ့ပါပြီတဲ့ ။အိုးစိတ်ရှုပ်စရာဥရီပဲလူစကားကြားရတာ။ကပ္ပိယဖိုးစံဖတ်တော့တကြံသာကြားနေရတယ်လို့ပဲ။မထိတ်တာမလန့်တာ။ဒီတော့ဥကြီးကကျွန်တော်ကိုဗာမြန်ခိုင်းညင်တာလေ။သူကအရေးစုံမေးလိုက်။အေးဟုတ်ပါရဲ့။ငါခေါ်တဲ့အကြောင်းတော့ငါမေ့သွားတယ်။ဆရာဝန်လေးကပြောပြထားတော့အားလုံးအန်ရီဂရီကိုကာကွယ်ရမယ်တဲ့။ဒီနို့စီတပူးကုန်ရင်ငါကော်ဖီမစောက်တော့ဘူး။တခြားဟာတွေလည်းမစားဘူး။ ငါမဲတင်ကိုလည်းဘာတွေချက်ပြုတ်ရမယ်ဆိုတာပြောပြီးပြီဒီတော့မင်းငါအတွက်နွားမွေးပေးရမယ်နွားငါဝယ်ပေးမယ်နှုတ်စားနွားမင်းကိုယ်တိုင်မွေးကိုယ်တိုင်နွားနှုတ်ညှစ်ပြီးမနဲ့တိုင်းငါစီလာဖို့မောင်ပုရင်နဲ့အလုံးကြီးကြသွား၏ဒီနွားမွေးဖို့စကားကြားရန်အတွက်မြောင်များလာသောအန္တရာယ်စကလုံးတွေသူ့နားထောင်နေရသည်ပြီးတော့ခမဟိုဆုံးအတွက်ဆုံးမဟုတ်ပါဘူးကွအူဆုံးမှာဒီအတွက်တော့ငါနေဘူးလည်းမထွက်တော့ဘူး ငါခိုင်းညင်သမျှတဲရောကိုမင်းပဲသွားဟုတ်ပလားနွားအတွက်လဲရာဂျူးနဲ့ငါဆက်သွယ်ပြီးပြီမနဲ့ပြန်တော့မင်းစီနွားရောက်လာလိမ့်မယ်နွားမွေးကမင်းကိုလကပေးမှာပေါ့ကွာကဲကဲမိုးတောင်ချုပ်လာပြီသွားတော့ဥရီဘဲလူကမိကုံးကိုချက်ချင်းဤကုံးချုပ်လိုက်မောင်ပုသည်ဒေါတင်ကိုပါလှမ်းနှုတ်ဆက်၍ပြန်လာခဲ့သည်ဥရီဘဲလူကြောက်သည့်နေလုံးရဲရဲကြီးသည်ရွာနောက်လက်ပံမင်းခိုင်းပေါ်မှသူ့ကိုကြည့်နေသည် လမ်းလျှောက်ရင်းရင်ထဲမှာစလာသည်အိမ်ရောက်တော့မိဘဆောင်အပြင်ဘက်မြေကြီးပေါ်မှာထမင်းစပွဲခုံညိုမဲမဲလေးပြင်ထားသည် မိသားစု၃ယောက်မှစပွဲတည်တည်ပဲဖြစ်သည်စပွဲပေါ်မှာခင်းညင်သည့်ချက်အနံ့ကမှွေးလာ၍သူ့ဘို့စလာသည်ကြာလိုက်တာတော့ဘာတွေပြောနေလဲရှင်းစားမယ်ထင်လို့ကဲအစင်နဲ့မယ်လက်တစ်ဖက်မှာဟင်းညိုစလုံးကိုကန်ရင်းရွှေဤကမိဘတွေမှထွက်လာသည်ဟင်းညိုစလုံးကို စပွဲပေါ်ချလိုက်၏ ဟင်းညိုကလည်းအငွေ့တထောင်ထောင်တမီးကိုမစောက်နိုင်တော့ဘူးကွာစားနှစ်မှလေကျုပ်ကြည်မင်းနဲ့အတူစားမယ်ဘာတွေပြောနေလဲရွှေဤကမေးပြန်သည် သူဒီဖင်နိုင်ကုန်မော်ထိုင်ရင်ထမင်းမကန်ကို လက်နိုင်လိုက်သည်ကစွန်းရွယ်ပြုတ်နှင့်ခရမ်းညင်သည်ငပိကြံမြုပ်လိုက်သည်ဟင်းညိုကလည်းခြုံလိုက်သည်ဖြစ်ချင်းရွှေဤထမင်းအလွန်အချက်ကောင်းသည်ပဲတို့ထမင်းစားပိုင်းကအန္တရာယ်ကင်းဘေးကင်းပဲ မောင်ပုကပြောရင်စား၏သူစကားအထိပဲကိုရွှေဤနားမလဲသူကလည်းရှေလျားလာတော့အန်ရအစာရီချောင်းပြတ်မပြောခြင်းဒါရီသူတို့လည်းစားသည်မဟုတ်ခောက်ဆွဲကိုယ်တော်မန္တလေးရောက်တုန်းကမစားဈေးကြိုထဲကမုတ်တီပဲစားသည်ဒီတုန်းကလည်းဥဒီဘဲလူနဲ့အတူသွားခဲ့သည်ဥဒီဘဲလူသည်မုတ်တီမစားတရုတ်ဆိုင်တဆိုင်ကခောက်ဆွဲကြော်စားသည်အစားပုတ်တော်လဲအန်ရနဲ့တွေ့မှာပေါ့ဟူကွာ ဆုံးအိုဆိုလာအိုဆုံးဆိုလာသူဒီဥရီဘဲလူမိကုံးကိုအတူချုံရွှေဤကိုပြောလိုက်သည် သူကအလှော်ပါလာတော့နေအောင်ကြီးရဲ့အန်ရည်ကိုမဆုပ်ယူနိုင်တော့ဘူးတဲ့ဒီတော့နေအောင်ကြီးတက်ရဲ့မြေပြင်ပေါ်ကျလာရင်တို့တွေအသားတွေကင်းစားဖြစ်မတဲ့ရွှေဤမျက်လုံးပြူးသွားသည် သူကတော့အပြင်းမထွက်တော့ဘူးနေအောင်မထီအောင်နေတော့မလဲတဲတော်တို့တခြားရွာတို့သွားเสียရှိရင်ငါပဲသွားရမယ်တဲ့ပြီးတော့လက်ဖက်ရည်ကော်ဖီလည်းဖြတ်မတဲ့ နို့ပဲတောက်မယ်တဲ့လီအဲ့ဒီအတွက်နို့တန်တန်စစ်စစ်ရအောင်ငါကနို့သားနွားမွေးပေးရမင်းမနေ့တိုင်းနွားတို့သွားပို့ရမှာပေါ့ကွာရာဂျူးကိုပြောထားပြီးပြီတဲ့နွားလာပို့လိမ့်မယ်စကားပြောပြီးမောင်ဘူးကထမင်းပလုတ်ပလောင်ဆက်စားဤရွှေဤစိတ်ထဲမှာနွားမွေးရမည်ဆိုတာကလည်းမျက်ကလိုသည်မနစ်ကမိုးခေါင်လို့နွားမွေးသူတွေတောင်အစာအတွက်နွားတွေကိုတောင်ကြီးပို့ထားရသည်တောင်ကြီးကပဲနွားသာသွားယူရမလား ဒီတော့လေသူလင်သည်ရွာမတောင်ကြီးအထိနေပူတဲ့သွားရအောင်မည်သူလင်ကိုရောနေမထိနိုင်ဘူးလားတမီးကတော့ကိစ္စမရှိပါဘူးတော့သူလုတ်သွားချိန်နေကမထွက်သေးပြန်လာတော့လည်းနေညိုပြီလေရှင်နဲ့ကြောက်ဘလို့လုံမလဲမောင်ပုသည်မျက်စောင်းတစ်စုံလုံးရွှေဤကိုထိုးလိုက်၏ကောင်မရဲ့နေနဲ့ငါနေပူတဲ့မထွက်ရင်ထမင်းငတ်တော့မှာပေါ့အုံငောက်၍ပြောလိုက်၏ဟုတ်ပါ နှမ်းတွေတလင်းထဲမှာနှက်ပြန်ချွေရအောင်မှာနေဘူးထဲမှာပဲအလုပ်လုပ်ရမှာပဲနေပါဦးတော့နေအောင်ကြီးကရောက်လာမဲ့အန်ရီကို မကာကွယ်နိုင်ပေနဲ့မြန်ဒီဆုံးအိုကကောင်းငင်တက်ပြီးဆုံးလုံနေရသေးသလားမောင်ပုမဖြစ်တဲ့ဒီအိုဆုံးကိုဥရီဘဲလူပြော၍သာ ကြားဘူးသည် အခုထိလဲသဘောမပေါက်ရွှေဤကဆုံးလို့ထင်ရင်ထင်ပြီသူလဲငငယ်ကတော့ကြားဘူးသည်ချေးစားဆုံးတွေလပြည့်နေ့ညတွေမှာကောင်းငင်တောက်စားတဲ့ တခါမှတော့မမြင်ဘူးပါရွှေဤပြောသလိုဖြစ်ခြင်းလဲဖြစ်မည်ကိုယူဆချက်နဲ့ကိုပေါ်နွားကလည်းမွေးမွေးချင်းတို့ကထွက်ခြင်းမှထွက်မည်အိမ်နောက်မှာနွားချံလေးတော့လှုပ်ထားအောင်မှာသူတို့အိမ်ဒီဝကမိုးထရန်ကခြေရန်ရှိဖြစ်၍နွားကိုအေးအောက်မှာထားရင်လဲရသည် အစာအတွက်တောင်ကြီးမသွားနိုင်ရင်ဘောစကိုင်းကိုကျွေး၍ရသည် ပြောင်းမှုရိုးလဲရမည် စီစဉ်ရအောင်မှာပေါ်ညကြတော့သူရောရွှေဤပါမောမောနဲ့အိတ်ကြသည် သို့သောအိတ်မပြောခင်ကဒီနေလုံးကြီးနဲ့ဆုံးအူကိုပဲတတိယနေသည် နောက်နှစ်မှာတော့ဥဒီဘဲလူအစည်းအဝေးတိုင်းနွားတို့ပို့နိုင်သည်ငွေကြေးရေးကိစ္စသွားစရာရှိလျင်အကြီးတင်သွားသည်အခြားကိစ္စဆိုလျင်မောက်ပုကိုပဲခိုင်းကြသည်နနက်ခင်းနဲ့နှွေဝင်ချိန်မှလွဲ၍ဥဒီဘဲလူကိုအိမ်ပြင်တွင်မတွေ့ရအကြီးတင်ကတော့နေရောင်ကိုမကြောက်ထင်သည်တနေ့နနက်စောစောမှသူ့နွားတို့သွားပို့သည် အကြီးတင်းကထွက်မလားသူအော်ခေါ်တော့မောင်ပုအိမ်ထဲဝင်ခဲ့စမ်းအကြီးတင်းအတန်ကြား၍သူအိမ်ထဲပြေးဝင်သွားပြီအိတ်ခမ်းကလေးမောမှာဥဒီဘဲလူပက်လက်ကြီးကိုရီလက်တွေမလှုပ်နိုင်စကားပြောတော်လဲမသေးခွေမျက်လုံးပေကလက်ပေကလက်နေဟဲ့မောင်ပုတဲတော်ကိုလှဲနေမြ мян ပြေးစမ်းပါဆရာကိုထွန်းစံကိုခေါ်ခဲ့ရွှေဤလဲအိမ်ကိုလွှတ်လိုက်နင့်ဦးကြီးလေဖြတ်တယ်ထင်နေ သူသည်နွားတို့ဘုံကိုမိဖို့တဲထားခဲ့ကအိမ်ကိုပြေး၍ရွှေဤကိုခေါ်လိုက်သည်သူကတော့လဲစင်မှုအီးတင်အိမ်ပြန်လာခဲ့သည်ယာကင်းများကိုဖြတ်၍လဲကိုမောင်းလာတော့အရှိမတ်မှာနေဝန်းရဲရဲကြီးအောက်ခြေမှာမှိုင်းပြပြနေမြူတွေဝိနေသည်လှလိုက်တာသူတို့ဘိုးဘွားတွေလည်းဒီနေအောက်မှာမွေးဖွားလာခဲ့သည်ပဲသူသည်ရှေ့ရှေ့ဝေးဝေးမတွေးနိုင်နွားများကိုဒုံဆိုင်လိုက်၏ နေအောင်ကြီးကို ကြောက်တော့ဥကြီးဥဒီဘဲလူတော့ဘဲတော့ခါမှာဤနနခင်းနေလုံးကြီးအလှကို မြင်နိုင်တော့မီမထင်ချမ်းမြေရွှင်လန်းပါစေ1988 AB လာ Cherry Magazine